ဇလန်အစားမှာဆိုရင်သူ့ရဲ့အတိတ်တွေကိုပြန်ပြီးတွေးနေခဲ့တဲ့ဂျူလီယန်ရဲ့ပုံရိပ်ကိုစပြီးပြသထားပါရင်ဂျူလီယန်ရဲ့ငယ်ဘဝကမချောမွေ့ခဲ့ဘူးလို့ပြောနိုင်ပါရင်သူ့အဖေရစ်ရှက်ကကိုယ်ွယ်မှုဂိုင်းတစ်ခုကိုဥဆောင်လောက်ကန်နေသူဖြစ်ပြီးအာရီယန်ဝါဒကိုလက်ခံထားတဲ့ရစ်ရှက်ကတော့အရွယ်မရောက်သေးတဲ့ကလေးတွေကိုခွဲခြားဆက်ဆံတပါရင်ဂျူလီယန်အရွယ်ရောက်လာတော့အမေဖြစ်သူခရစ်စတီနာနဲ့မောင်လေးအာဒန်တို့နဲ့အတူနေထိုင်ပါရင်တနေ့မှာတီဗီသတင်းတစ်ခုကနေဆိုင်းမွန်နဲ့မက်လို့ခေါ်တဲ့စေဂျိုတဲ့နှစ်ယောက်ဟာ ဒေါ်လာ9000တန်ဖိုးရှိတဲ့ပိုက်ဆံတွေကိုခိုးယူခဲ့တဲ့အတွက်ရဲဝေဖမ်းဆီးသွားခဲ့တဲ့အကြောင်းပြသထားပါတယ်။အန်အော်ဖို့ကောင်းဒီတာကသူတို့ဟာတယ်လီဖုန်းလိုင်းတစ်ခုထဲနဲ့ပဲဗန်ရဲ့ကွန်ပျူတာကိုပါဟတ်နိုင်ခဲ့ကြတာပါ။ဒီသတင်းကိုမြင်လိုက်ရပြီးတော့ဂျူလီယန်ကစင်ခေါ်မှုတစ်ခုလိုမျိုးခံစားလိုက်ရပြီးအဲ့ဒီဗန်ကိုပါဟတ်ဖို့နဲ့လူရဖို့အတွက် စိတ်ကူးပေါ်လာခဲ့ပါတယ်။ဒါကြောင့်တငယ်ရှင်ဖြစ်သူ Brian ကိုဖုန်းဆက်ပြီးတော့ ဘန့်ရဲ့ database ကိုဟတ်တဲ့နေရာမှာဘတူမြန်တလဲစွာကိုပြိုင်ဖို့အတွက်စင်ခေါ်လိုက်ကြပါရင်းဂျူလီယန်ကသူ့ရဲ့ငံရည်နဲ့စွမ်းရည်ဝေကြအလွယ်တကူပဲအနိုင်ရသွားခဲ့ပြီးဒီစင်ခေါ်မှုနဲ့အတူဘန့်ကိုအချိန်တော်အတွင်းအအောင်မြင်မြင်ပဲဟတ်နိုင်ခဲ့ပါရင်းသူတို့ရဲ့ဟတ်လုံးမှုကြောင့်ဂျူလီယန်နဲ့တငယ်ရှင်ဖြစ်သူကဝါတာလို့ခေါ်တဲ့ရဲအဖွဲ့အစည်းတစ်ခုရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါရင်းဝါတာစွာကကပ္ပတ်မဆုံးကွန်ပျူတာဟက်ကာဝေးအထက်ကတရားကိုဖမ်းဆီးဖို့အတွက်ဩစတြေးလျရဲဝေကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ကစုံထောက်တယောက်ဖြစ်တဲ့ ကင်ရောဘက်ကဦးဆောင်နေခဲ့ပါရီနောက်တနေ့မှာဇုံဖတ်ရင်လည်းအလုံးရှုံနေခဲ့တဲ့ဂျူလီယန်ဟာသူ့အရန်ချစ်ခင်မြတ်နိုးရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အီလက်ထရာနဲ့တွေ့ဆုံခဲ့ပါရီဒီနေရာမှာဂျူလီယန်ကကွန်ပျူတာဟတ်ဝဲရှာဖို့အတွက်သူ့ကိုလိုက်ခဲ့ဖို့အီလက်ထရာကိုဖိတ်ခေါ်ခဲ့ပါရီဟတ်ဝဲရှာဝင်နေတော့ဂျူလီယန်ဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတွေအထက်ကတယောက်ဖြစ်တဲ့ threat နဲ့တွေ့ဆုံခဲ့ပါရီ threat ကအစိုးရရဲ့ data bit ကိုဟတ်တဲ့နေရာမှာဂျူလီယန်ကိုကူညီပေးမဲ့လူပါ ဲ့ဒီနောက်ပိုင်းအလောင်းအစားရှုံးသွားတဲ့တင်ငယ်ရှင် Brian ကလည်းဂတိအတိုင်းသူ့ရဲ့ဟက်ကာအဘိဒံကိုပေးလိုက်ပါရင်းဂျူလီယန်က Electra ကို Brian နဲ့တိတ်ပြီး Initiation ပုံမရတဲ့အတွက်သူ့အိမ်ကိုလာဖို့ပြောလိုက်ပြီးအဲ့ဒီမှာနေရောက်သားယင်းဒီသွားကအတူနေပြစ်ခဲ့ကြပါရင်းတစ်ဖက်မှာတော့ဆုံထောက် Robert ကမကြတိခင်ကဖြစ်ခဲ့တဲ့ Hacking အမှုကိုစုံစမ်းစစ်ဆေးနေခဲ့ပါရင်း သူ့ရဲ့လက်ထောက်ဂျိုးနာကစိုက်ဘာလောကအထက်မှာဟက်ကာဝေးတယောက်နဲ့တယောက်မလို့မျိုးအပြန်အလှန်ဆက်သွယ်ကြတလဲစွာကိုရောဘတ်အားရှင်းပြခဲ့ပါရင်ဒါပေမဲ့ရောဘတ်ဟာအိုင်တီအကြောင်းကိုသိပြီးနားမလဲပါဘူးဒါပေမဲ့စုံထောက်အနေနဲ့ရောဘတ်ကဟက်ကာဝေးကိုခြေရခံဖို့အတွက်နီလန်းနဲ့အမြဲတမ်းရှိနေခဲ့ပါရင်အဲ့ဒီအချိန်တုန်းကအတော်ကလေးခင်မိတဲ့နီးပညာဖြစ်တဲ့ protective signal တစ်ခုကိုအသုံးပြုပြီးခြေရခံဖို့ကြိုးစားပါရင်နောက်တစ်ခုအနေနဲ့ဂျူလီယန်ဟာမြို့ထဲကမီးလုံးတစ်ချို့ကိုပိတ်လိုက်ပြီး ူရဲ့ဟာကာဇွမ်းရည်ကိုအီလက်ထရာပြသပါရင်ဂျူလီယန်နဲ့အီလက်ထရာစကားပြောနေတော့မှပဲဂျူလီယန်ဖခင်ရောက်လာပြီးတော့သူ့ကိုကိုယ်တဲ့ဂိုင်းအတွက်အာဒမ်ကိုခေါ်တွားရှင်ခဲ့ပါရင်ဒါပေမဲ့ဂျူလီယန်ကအေးအေးဝန်ရင်ဆိုင်ကအိမ်ထဲကနေကန့်ထုတ်လိုက်ပါရင်နောက်တနေ့မှာတော့ဂျူလီယန်နဲ့တငယ်ချင်းတွေကနိုင်ငံတကာစာပါကိုဝင်ရောက်နိုင်တဲ့နံပါတ်တစ်ခုကိုရှာဖို့အတွက် recycling center တစ်ခုကိုတွားခဲ့ကြပါတယ်။ဒီနံပါတ်နဲ့ဂျူလီယန်ဟာကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ဆက်သွယ်ရေးကွန်ရက်တွေအားလုံးကိုအကန့်အသတ်မရှိဝင်ရောက်နိုင်ခဲ့ပါပြီ ဒီလိုနဲ့အိမ်ပြန်ရောက်တော့ Julian တယောက်စစ်တပ် database တွေကိုဝင်ရောက်ဖို့အတွက်အသုံးပြုတဲ့ Minus လို့ခေါ်တဲ့ကွန်ရက်တစ်ခုကိုဝင်ကြည့်ဖို့စူးစမ်းပါရင်းအဲ့ဒီအချိန်မှာ American က Plutonian Launcher သုံးစက်ရုပ်တွေကိုအာကာသအထည်ပို့တော့မယ်ဆိုတာတွေ့ရှိခဲ့ပါရင်းဒီလိုဒါဆိုရင်ကောင်းကင်ဘော့က Plutonian အများပြားဟာကမ္ဘာပေါ်ကလူသားဝေကိုတည်ဆင်းနိုင်တဲ့ယောဂဖြစ်စေနိုင်ပါရင်ဒါကြောင့် Julian ရဲ့အမေနဲ့တငယ်ရှင်တွေဟာဒီကိစ္စကိုဇနပြကြပါရင်ဇနပြနေတော့ Electra ကကိုယ်ရှိနေတဲ့အတွက်ခေါင်းမူပြုတ်အံ့လာပါရင် တားရဲ့ဘဝပျက်စီးသွားမှကိုမလို့လားတဲ့ခရစ်စတီနာဟာဂျူလီယန်ကိုတတိပေးပြီးအီလက်ထရောနဲ့လမ်းခွဲဖို့ပြောပါရင်းလမ်းခွဲဖို့ပြောပါရင်းဒါပေမဲ့တာဝန်ယူစိတ်ရှိတဲ့ဂျူလီယန်ကလက်မခံပဲအီလက်ထရောကိုခေါ်ကအာသူသွားနေခဲ့ပါရင်းသူတို့နှစ်ယောက်ကခဏတာအတွက်ကလပ်တစ်ခုမှတဲခိုကြတာပါ ညဖက်မှာဆိုရင်ဂျူလီယန်က Wang လို့ခေါ်တဲ့ program တစ်ခုကိုအသုံးပြုပြီး NASA ရဲ့ server ကိုဟက်နိုင်ခဲ့ပါရင်ဒီလိုနဲ့ Plutonian launcher အဖြစ်အသုံးပြုပြီးကမ္ဘာကျိုးကိုဆက်ရုပ်ပို့မဲ့ NASA ရဲ့ mission ကအောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့ပါပြီ။ဒါပေမဲ့ဒီဟက်လုပ်တဲ့အမှုကို WADA အဖွဲ့ကတိသွားခဲ့ပါပြီ။နောက်တနည်းမနဲ့ဂျူလီယန်နဲ့ Electra တို့ဟာသူတို့နေထိုင်ဖို့အိမ်တလုံးကိုရှာတွေ့ခဲ့ပါရင်အဲ့ဒီနောက်ဂျူလီယန်နဲ့သူ့တငယ်ချင်းတွေက NASA mission ပြတ်သွားပြီးတော့အစိုးရကဘာဝေဆက်လုပ်ဖို့အတွက်စီစဉ်နေတယ်လဲဆိုတာကိုတိနိုင်ဖို့မင်းနဲ့လို့ခေါ်တဲ့ကွန်ရက်အပေါ် ကစစ်တပ်ရဲ့ဗဟိုဒေတာဘေ့ကိုထပ်ဟပ်ဖို့စ조사ပါရင်းတို့မင်းနဲ့ကိုရအထဲဝင်တဲ့အချိန်မှာတို့ရလှုပ်ရှားမှုတွေကိုဝါတာကတိနေနေခဲ့ပါပြီကန်ကောင်းစွာနဲ့ပဲ threat ကတို့အသုံးပြုနေတဲ့ကိုရကိုတခြားလူတွေစောင့်ကြည့်နေတယ်ဆိုတာသိသွားခဲ့တာကြောင့်ချက်ချင်းပဲချိတ်ဆက်မှုကိုဖျက်တောက်နိုင်ခဲ့ပါရင်းနောက်တနေ့မှာဂျူလီယန်ကသူ့နီးပညာကိုအသုံးပြုပြီးမနေ့ကသူ့ကိုခြေရခံဖို့စ조사ခဲ့သူ Robert R ပြန်ရှာတွေ့ခဲ့ပါရင်းလာနေကြပြန်တော့တ냐မှာတော့ဂျူလီယန်ဟာအစိုးရရဲ့လိုဝက်အစီအစဉ်တွေကိုတိရှိဖို့အတွက် မင်းနဲ့ server ကိုထပ်ဟပ်ဖို့စူးစမ်းပြန်ပါရင်းဒါပေမဲ့သူ့ရဲ့ computer ဟာအရင်နင်းနေတဲ့အတွက် computer ပုံမြန်မြန်ရဖို့အစောင့်တစ်ခုအထဲကိုဖောက်ထွင်းဝင်ရောက်ရင်အတင်းကျလုတ်ခဲ့ပါရင်းအဲ့ဒီအစောင့်ကနေဂျူလီယန်ပြန်လာပြီးရနောက်မှပဲ electro ကသူ့ရဲ့ကလေးကိုမွေးဖွားခဲ့ပါရင်းကမကောင်းစွာနဲ့ပဲဂျူလီယန်နဲ့သူ့တငယ်ရင်းတွေကလုတ်ရက်ကို အဲ့ဒီအစားအုံလုံချွေးအရာရှိရဲ့ CCTV မှတ်တမ်းဒီကနေ့တစဉ်ဝါတာကတိသွားခဲ့ပါပြီဒါပေမဲ့ဒီအစားအုံကိုဖောက်ထွင်းဝင်ရောက်ခဲ့တဲ့လူ၃ယောက်ရဲ့အတိအကျအချက်လက်ကိုတော့မတိကျတေးပါဘူးကမကောင်းစွာနဲ့ပဲ track ရအုပ်ထုပ်ကအခင်းဖြစ်ပေါ်ရနေရာမှာကြံခဲ့ပြီးတော့တဟာဂျူလီယန်နဲ့တငယ်ချင်းတွေရဲ့ဟက်ကာအဖွဲ့အစည်းဖြစ်တဲ့ Mandate ရဲ့ lower ချက်တွေပေါ်ပေါက်လာရှင်အစပဲဖြစ်ပါရင်း တစ်ချိန်တည်းမှာပဲဂျူလီယန်ဖတ်ခင် Richard Epstein ဟာရဲဝရဲ့ phantsion ကိုခံခဲ့ရပြီးတော့သူလောက်ကင်နေတဲ့ကိုယ်ကွယ်မှုကိုင်းကိုလည်းဖျက်သိမ်းခံခဲ့ရပါတယ်။ရပ်ပေါင်းများစွာ Maynard Server ကိုဟက်ဖို့ကြိုးစားပြန်တော့ဂျူလီယန်နဲ့တငယ်ချင်းတွေဟာနောက်ဆုံးမှာတော့ Server ထဲကိုဝင်ရောက်နိုင်ခဲ့ပါပြီ။တစ်ဖက်မှာလည်း water အဖွဲဟာဖြစ်ပွားနေခဲ့တဲ့ဟတ်လုံးမှုတွေရဲ့နောက်ွယ်ကလူကိုဖမ်းဖို့ threat mission ကိုစတင်ပါရင်ဂျူနာကိုဂျူလီယန်နဲ့တငယ်ရှင်တွေမကြာခဏတွားလေးရှိတဲ့ကွန်ပျူတာဆိုင်က ဝယ်တူတယောက်ဖြစ်ဟန်ဆောင်ဖို့တာဝန်ပေးပါရီကင်မရာမှတ်တမ်းတွေကနေရိုက်ကူးထားတဲ့ trap ရပုံတွေကရောဘတ်ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့ပြီးတော့သူ့ကိုစုံစမ်းစစ်ဆေးဖို့ဖြစ်လာစေခဲ့ပါရီနောက်တနေ့သူတို့ဟာ trap မတိအောင်သူ့ရဲ့အိမ်ကိုခိုးဝင်ပြီးစုံစမ်းပါရီတစ်ချိန်တည်းမှာပဲအစိုးရရဲ့လိုအပ်အစီအစဉ်နဲ့ပတ်သက်တဲ့တက်တဲ့အထောက်အထားတွေကိုကျူလီယန်ရှာဝေတွေ့ရှိနိုင်ခဲ့ပါရီဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့ရဲ့အချက်လက်တွေစတင်ပေါ်လာခဲ့ပါပြီသူ့အိမ်ကိုကျူးကျော်ဝင်ရောက်ခံထားရတဲ့အကြောင်းသိလိုက်ရတဲ့ trap ဟာ စွိမ့်စိတ်ဝင်ပြီးတော့ဂျူလီယန်ကိုပိုတတိထားဖို့တတိပေးခဲ့ပါရီအခြေအနေကိုမြင်တော့ဂျူလီယန်ကသူဖန်တီးထားတဲ့လိုအပ်ကွန်ရက်ကနေတစဉ်ရောဘတ်ကိုပြန်လဲဆက်သွယ်ပြီးစကားပြောဖို့ကြိုးစားပါရီရောဘတ်ရဲ့လူရေကတော့သူတို့ရရှိထားတဲ့ IP လိပ်စာကနေတစဉ်ကျူလီယန်ရဲ့တင်နီယာကိုခြေရခံခဲ့ကြပါရင်ဒါပေမဲ့ကျူလီယန်ဟာအရန်တော်တဲ့ဟက်ကာဖြစ်တာကြောင့်သူ့ရဲ့ IP ကိုခြေရခံဖို့မလွယ်ကူခဲ့ပါဘူး။သူကသူ့ရဲ့ IP ကို Robert ရဲ့အိမ်လိပ်စာစီဦးတည်တဲ့ IP လိပ်စာနဲ့ပြောင်းပြပါရင်ဒီနေရာမှာပဲကျူလီယန်ဟာ Robert နဲ့သူ့ရဲ့အဖွဲ့သားအလုံးကိုလဲစားနိုင်ခဲ့ပါရင်ပြီးတော့ကျူလီယန်ကသူ့အဖွဲ့ရဲ့ဂိုင်းကိစ္စကိုအရင်ကဖော်ပြခဲ့မှုတဲ့တရင်စာစီဟာမီတင်းကိုတွားတွေ့ဖို့ကြိုးစားခဲ့ပါရင်မီတင်းစီကိုကျူလီယန်တွားရတဲ့ရွေးချယ်ကတော့ မင်းနဲ့ server ကနေသူရထားတဲ့ lower data တွေကိုထုတ်ပြန်ပေးဖို့တောင်းဆိုဖို့ပါအဲ့ဒီ data တွေကတော့စစ်ပွဲနဲ့တခြားသောထိလွယ်ရှလွယ်ကိစ္စဝင်နဲ့ပတ်သက်တဲ့အစိုးရရဲ့မကောင်းတဲ့အစီအစဉ်မှာဒီ lower data တွေကိုအများပြည်သူစီထုတ်ပြန်ပြီးသွားမယ်ဆိုရင်သူ့ကိုအကာအကွယ်ပေးဖို့လဲ Julian ကတောင်းဆိုပါရင်ဒါပေမဲ့အကံမကောင်းစွာနေပဲသူတို့ရဲ့သဘောတူညီချက်ကချုံးမွေရှင်မရှိပါဘူးမင်းတင်ကဒီ lower chat data တွေကိုပိုင်ဆိုင်တဲ့မူလရင်းမြစ်ဖြစ်သူ Julian ကိုကောက်ွက်ပေးဖို့ မလို့ရှင်ပဲနဲ့ထုတ်ပြန်ခြင်းစိတ်ပဲရှိခဲ့ပါရင်တစ်ဖက်မှာ track ကတော့အလွန်အမင်းစွင့်ပူပန်မှုအကြောင်းစိတ်ဖိစီးမှုလက္ခဏာတွေပြသလာခဲ့ပါရင်စုံထောက် Robert ကသူ့ကိုဆက်သွယ်နေတဲ့ hacker ဟာတခြားသူမဟုတ်ပဲ Julian ဖြစ်တယ်ဆိုတာကိုသိသွားခဲ့ပါရင်အဲ့ဒီနောက် Julian ကလည်းသူ့နဲ့သူ့တငယ်ရှင်တွေပြစ်မှတ်ထားခံနေရတယ်ဆိုတာသိလိုက်ရပါရင်ဒီအချိန်မှာ track က Julian နဲ့ Brian ကိုသူ့ရဲ့အိမ်စီလာဖို့ကိုကြီးတောင်းခဲ့ပါရင်တကယ်ဆိုတော့တဟာဝါတာရဲ့ထောက်ခံချက်တစ်ခုတောင်ဖြစ်နေခဲ့တာပါ အဲ့ဒီလိုနဲ့အဝိုင်းခံထားရတဲ့ track ကိုဂျူလီယန်နဲ့ Brian ကိုဖမ်းဖို့အတွက်ငါးစာဖြစ်အသုံးပြုပါရီးဒီကနေ့တစဉ်ဝါသားဖွဲ့ဟာအစိုးရပိုင် database ကိုဟက်ခဲ့တဲ့ဂျူလီယန်ရဲ့ရာဇမှုတက်တဲ့ဝေကို track ရဲ့ကွန်ပျူတာကနေရရှိသွားခဲ့ပါရီးအဲ့ဒီကွန်ပျူတာမှာ water ရဲ့ malware အရင်ကတည်းကထည့်သွင်းထားပြီးသားပါဒီလိုနဲ့ဂျူလီယန်နဲ့သူ့တငယ်ရှင်တွေပိုင်တဲ့ mandate hacker အဖွဲ့အစည်းကိုလိုက်လံဖမ်းဆီးမှုစတင်ခဲ့ပါရီး ဘရိုင်းဟာသူ့ရဲ့တက်တဲ့အထောက်အထားတွေကိုဖျက်နေတော့ဖမ်းမိသွားခဲ့ပါပြီးဂျူလီယန်ကတော့ဂျိုနာစီကနေခဏတာရှောင်သိမ်းနိုင်ခဲ့ပေမဲ့ဒီလိုရှောင်သိမ်းမှုကခဏလေးပဲကြာခဲ့ပါရင်အမေရိကန်အစိုးရရဲ့ရာဇဝမှုတက်တဲ့တွေကို print ထုတ်နေတော့မှပဲသူ့ရဲ့နေရာမှာဖမ်းမိသွားခဲ့ပါရင်ဒါပေမဲ့အစိုးရရဲ့ရာဇဝမှုတွေကိုလူတိရှင်ကြောင့်ဖော်ထုတ်ရှင်တဲ့ဂျူလီယန်ရဲ့အလုပ်ရထားဥပဒေနဲ့စန့်ကျင်နေတဲ့အတွက်တရားမျှတနေလို့တတ်မှတ်လို့မရခင်ပါဘူး။နောက်ဆုံးမှာတော့ဂျူလီယန်ကိုလည်းအောင်မြင်စွာဖမ်းနိုင်ခဲ့ကြပါပြီ။ 1992ခုနှစ်မှာဂျူလီယန်အက်ဆမ်ကိုကွန်ပျူတာဟက်မှု32မှုနဲ့တရားစွဲဆိုခဲ့ပါပြီး1992ခုနှစ်မှာ World Wide Web စတင်ထုတ်လုပ်ခဲ့ပါပြီးအကျဉ်းထောင်တွေကခါတီးတဲ့ဘဝကိုဖျက်ဆီးပြီးတော့ဂျူလီယန်ဟာဖခင်တယောက်တည်းအဖြစ်ဆက်လက်နေထိုင်ခဲ့ပါပြီး2006ခုနှစ်မှာပုံမှန်ပွင့်လင်းတဲ့အစိုးရဖြစ်လာစေဖို့ US ချက်နဲ့ကမ္ဘာနိုင်ငံအတတီကလိုအပ်အချက်လက်တွေကိုထုတ်ပြန်တဲ့ WikiLeaks ဆိုတဲ့ website ကို Julian ကတည်ထောင်ခဲ့တော့ပါ ဒီအကြောင်းကို The Fit Estate လို့နာမည်ပေးထားတဲ့ရုပ်ရှင်မှာပြောပြထားတာပဲဖြစ်ပါရင်ကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ။